ိဘနှစ်ပါးစလုံးအလုံသွားနေတဲ့အချိန်ဆွေမျိုးနိဆက်အတော်ကြီးစီမှာကလေးကိုခဏထားခဲ့ရကနေအခုလိုဖြစ်ပျက်မျိုးကြုံခဲ့ရတဲ့အတွက်စိတ်မကောင်းဖြစ်ရတယ်ဆိုပြီးတော့ပြောလာခဲ့။တခိုးဖန်းစီတဲ့ဖြစ်စဉ်မှာကလေးရဲ့မိခင်မဆာကြီးဖြူ မင်္ဂလာပါပရိသတ်ကြီးရှင်လိုင်းတရားမှာပျက်စီးခိုးတယ်လို့ဆွဆွဲခံရသူတွေဟာတာမီတော်ဆက်သူတွေမဟုတ်ပဲဆွေမျိုးနှိဆက်တော်ဆက်သူတွေဖြစ်နေခဲ့ပြီးမိဘအရင်းတွေကအလုံးရှိတဲ့အတွက်ဆွေမျိုးနှိဆက်အတော်ကြီးနဲ့ကလေးကိုထဲလိုက်ရကနေအခုလိုဖြစ်ပျက်တွေဖြစ်ပွားခဲ့တာကြောင့်မိဘအရင်းတွေကိုယ်တိုင်စိတ်ထိခိုက်နေရတယ်လို့သိရပါတယ်ဖြစ်စဉ်မှာပါဝင်တာကကလေးရဲ့ဆွေမျိုးနှိဆက်အဖွာပါတာမီမဟုတ်ပါဘူး ကလေးလေးရဲ့မိခင်မှာသားသမီး9ယောက်ရှိပြီးအကြီးဆုံးကလေးကသူများစီမှာ9000နဲ့အလုပ်လုပ်ရတာပါ။ကြံကလေးတွေကလည်းကြောက်ဆက်မတက်ကြပါဘူး။အခုဖြစ်စင်မှာပါတဲ့ကလေးလေးကနှစ်နှစ်ပါ။ကလေးရဲ့မိခင်က တောဟင်းရွက်လေးတွေရောင်းပါတယ်ဈေးရောက်ထက်ရင်ကလေးတွေကိုဆွေမျိုးနှိဆက်တွေနဲ့ထားခဲ့ရာကနေအခုလိုဖြစ်စဉ်မျိုးဖြစ်သွားခဲ့တာပါလို့ရွှေမြတာလူမှုကူညီရေးအသင်းတာဝန်ခံမတ်ရွှေလဲကသူမရဲ့ Facebook စာမျက်နှာမှာရေးသားထားပါတယ် ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့နေရာဟာရန်ကုန်တိုင်းဒေသကြီးလိုင်တာယာမြို့နယ်ကအထင်နဲ့စတိုးဆိုင်တစ်ခုမှာပျက်စီးခိုးယူခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးဆိုင်ရှင်မျိုးသမီးကိုရဲတပ်ဖွဲ့ကိုယ်တိုင်လာရောက်ဖမ်းဆီးသွားတယ်လို့လည်းလူမှုကွန်ရက်မှာဖော်ပြချက်တွေအရသိရှိရပါတယ်။ အဆိုပါဆိုင်ရှင်အမျိုးသမီးဟာခိုးယူသူကိုသာမကဘာမှမသိနားမလည်တဲ့ကလေးငယ်ကိုကိုတိလက်ရောက်ကျူးလွန်ခဲ့တဲ့အတွက်အပြစ်ပေးတဲ့နယ်လို့လည်းပြောဆိုနေတာတွေရှိကြသလိုပျက်စီးခိုးယူသူအမျိုးသမီးကလည်းသူ့ရဲ့ကလေးမဟုတ်ဘဲကလေးကိုဗန်းပြကလှုပ်ရှားနေတာလားဆိုပြီးတော့ထောက်ပြပြောဆိုမှုတွေများစွာရှိနေကြတာလည်းဖြစ်ပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတရုတ်ဆောင်ခိုင်နေဝေကလည်းခလီးငယ်မှာမိဘအရင်းနှစ်ယောက်စလုံးရှိပြီးဆွေမျိုးနှိဆက်အတော်ကြီးကခနာခေါ်သွားရင်းနဲ့ပြဿနာဖြစ်ခဲ့တာပါ မိဘနှစ်ပါးအနေနဲ့အမှန်တကယ်ဆင်းရဲနွမ်းပါပြီးရောကြီးလဲမလို့ခြင်းတလို့ကလေးငယ်အတွက်လည်းအမှန်တရားတိုင်းသာလှုပ်ဆောင်လိုပါကြောင်း။ကျမစီတို့အခုညီတောင်းခံထားပါတယ်ရှင်။ကျမခီးသွားနေပါတော့ကြောင်းနောက်တစ်ပတ်အတွင်းခလေးတွက်လိုအပ်တာများကိုဆက်လက်လှုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်ရှင်။အားလုံးပဲစိတ်မပူကြဖို့အသိပေးလိုက်ရပါတယ်ဟုဆိုကခိုင်နေဝေကသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာလည်းဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ပျက်စီးအခိုးခံရသူဆိုင်ပိုင်ရှင်ကဖမ်းဆီးထိသိမ်းခံထားရပြီးကိုကလေးလည်းမဟုတ်ပဲတခြားသူရဲ့ကလေးကိုခေါ်ဆောင်လာခဲ့ကကလေးကိုအကာအကွယ်ယူပြီးပျက်စီးခိုးဖို့စ조사ခဲ့သူကတော့အခုချိန်ထိအလူငွေတွေရရှိနေပြီးတော့အေးအေးဆေးဆေးရှိနေသေးတဲ့အတွက်လည်းတရားမျှတမှုမရှိနေဘူးလို့ပြောဆိုနေတဲ့သူတွေလည်းရှိလာခဲ့ပါတယ်။